အာတောက်လျှောက်ပဲတောက်လျှောက်ပဲအဲ့ဒီရွှေကြိုးစပါပြီးတော့အဲ့ဒီအလုတ်တသေးလေးပေါ့နော်အဲ့ဒီကြော်ညာလေးရှိုးလေးတွေလက်ခံပြီးတော့စပြီးလက်ခံပြီးဆိုကြတဲ့အာဟိုဘယ်လိုရမလဲတသိမ်းမဲရနှစ်သိမ်းမဲရပေါ့နော်အောက်ခြေအာတုံတော့မဲရအဲ့လိုမျိုးစသဖြင့်ပေါ့နော်အဲ့လိုမျိုးဘလောက်ပဲရရတဲ့ဟာကိုအဲ့လိုအိမ်ကိုအပ်တာအဲ့လိုမျိုးချက်ငါအရင်ပေါ့အမေမေကိုနောက်ဘက်မှာဆိုနာမည်ပြောင်းပေးထားတယ်မငွေခင် မငွေသိမ်းထောင်ငွေသိမ်းအဲဘယ်လိုပြောရမလဲနောက်ဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်အလုပ်တွေပါတယ်ပါညာရှိရဆိုလို့ရှိရင်အမေရှိအောင်ဖုန်းဆက်ပါနဲ့လို့တစ်ခါတလေနောက်ွယ်လေးမှာခူခူပြီးဆက်ပေးကြပါလို့ဘယ်လိုဆိုအဲ့အလုပ်ကိစ္စမှန်တယ်များသူအရှိမှာပဲတိုင်းငယ်ဆိုဘလို့မဖတ်မရဘူးဖြစ်နေရလေအဲ့တော့ကိုလည်းဖတ်ကြည့်ချင်လို့တောင်းတတောင်းတရဲ့သစ္စာပေါ့နော်တောင်းတရဲ့သစ္စာဆိုတော့တောင်းတပါပေါ့ ကိုမှာတော့တစ္ဆာတရားရှိပြီးသားပါပဲဒါပေမဲ့သူများရှိရလဲကိုယ့်ချစ်တဲ့သူရှိရလဲနောက်ထပ်တစ္ဆာတရားကိုကထက်လို့ခြင်းတဲ့ခါကျတော့တောင်းတရမှာပေါ့ဟိုအဲချဲကာရိုက်တာလေးကတော့ရိုးရှင်းပါရဲ့ဒီတိုင်းဟိုလူလက်တန်းစားပေါ့နော်ဒီတိုင်းမျိုးသားနေရဲ့ကောင်မလေးတယောက်ပဲပေါ့အဲအဲ့ကောင်မလေးကနေပြီးတော့ကောင်လေးတယောက်နဲ့ချစ်မိသွားမှာပေါ့လေအဲ့လိုမျိုးလေးပါပဲဟုတ်တစ္ဆာမဖောက်ပါဘူးကောင်လေးကကိုယ်တားမြအောင်ချစ်သွားတော့ကိုယ်လည်းမတက်နိုင်ဟုတ်အာ ဟိုဘယ်လိုပြောမလဲချေရိုကျတော့ဒီ character တစ်ခုတစ်ခုလာလိုက်လာတိုင်းမှာတေးဥဆောင်နေမထအောင်တော့ပြင်ဆင်ရတဲ့ဘိုင်းညာတော့အများကြီးပေါ့ပေါ့အများကြီးပဲပေါ့နော်အာဒီ character လေးမှာကျတော့ ကမလေးရိုးရိုးအေးအေးလေးနဲ့နေတတ်တဲ့ကမလေးပြီးတော့လူလက်တန်းစားငွေချင်းနဲ့ပတ်သက်ပြီးတော့လည်းအရင်အစဉ်ပြေအထက်မပါဘူးဆိုတော့ဒီတာမန်လူတန်းစားတွေဘလိုမျိုးနေထိုင်နေဆိုရဲဟာလေးကိုကြည့်ပြီးတော့အဲဒီဟာလေးကြည့်ပြီးတော့ချေတို့ဒီလိုက်ပြီးအတူယူရတာပေါ့နော်ကိုလည်းတာမန်ကမလေးတယောက်အနေနဲ့ဘလိုမျိုးနေရဘလိုမျိုးထိုင်နေဆိုတော့အဆက်ဆက်ရလေးကြည့်ပြီးတော့ပြင်ဆင်ထားတဲ့အပိုင်းကြီးရှိပါရဲ့ရှင်ဟုတ်အမေကတော့ချစရာမလိုလောက်ဘူးထင်ပါတယ်ရပါတယ်ဒီပုံစံလေးတွေလည်းအဆင်ပြေမဲ့ထင်ပါတယ် အအဓိကကတော့ဒီဆက်ပေါ့နော် charity ဆက်ကလေးကကျတော့သူကအရင် အီဂျမ်မီရောရိုးရှင်းတဲ့ကောင်မလေးပုံစံမျိုးနဲ့ကြာအချဲ့ဒီသေယုတ်ဆောင်လာတဲ့အပိုင်းမှာကြာတော့မရှိသေးဘူးပေါ့သူကကြာလုံးဝအငြိမ့်လိုင်းလေးအေးဂျမ်လေးနေရသူ့ဘာသူကုမ္ပဏီသွားအလုပ်လေးသွားတယ်အဲ့မှာမှအာဒီတစ်ဖက်တော့သူကကိုယ်ကိုလာချစ်တယ်ဆိုရဲခါကြာအဲ့ကာရက်တာကြာအချဲ့ဒီသေယုတ်ဆောင်နဲ့တောက်လျှောက်ထဲမှာမရှိဘူးသေးဘူးဆိုရဲခါကြာတော့ဒီလိုရိုးရိုးလေးလဲအာဒါရှိရမယ်ပေါ့နော်ရှိရမယ်ဆိုပြီးတော့ဒါလက်ခံဖြစ်လိုက်တာပါဟုတ်ကွာချရဲကွာချရဲအပြင်မှာကြာအဲ့လိုမဟုတ်အပြင်မှာကြာကိုကအရန်ကိုဘယ်လိုပြောမလဲဖလန်ဖလန်ဖြစ်နေအဲ့ကိုသူက ဇာတ်မ်းမှာကျွန်တော်ကလည်းအေးစစ်စစ်တီတီငင်ငင်လေးသွားတဲ့ဟာမျိုးအဒီအပြင်မှာကျတော့ကွာအဲ့လိုမျိုးလည်းမဟုတ်ဘူးပေါ့နော်မတီငင်ဘူးလို့လည်းပြောရမှာမဟုတ်ပါဘူးတချို့ဟာလည်းတီငင်ပါတယ်ဒါပေမဲ့တချို့ဟာလည်းမတီငင်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့လိုဖြစ်နေတဲ့အခါကျတော့ကောပြောက်မှုတွေကတော့ရှိပါတယ်ရှိမှာပါအဲ့လိုမျိုးပေါ့ဒါရှူတင်နောက်ကွယ်သူတွေဆိုရင်တော့မြင်မြင်ရမှာပေါ့နော်အဲဒါစင်းနဲ့ရောက်သွားတဲ့တမျိုးအပြင်မှာကြာရင်တမျိုးပေါ့မျက်နှာအရင်ပြောင်းနေတဲ့ထဲပါတဲ့ခါကျတော့လေနည်းနည်းတော့တည်ငြိမ်အောင်ထိန်းရတယ် အဲဟုတ်တယ်အခုဒီလေတစောင်းနိုင်လေတစောင်းနိုင်မှာခြေက right core သွားလိုက်တာ right core မှာအဒါဖြောပြဖို့ပေါ့နော်တချင်းဆိုဖို့အတွက်ဆိုတာတချင်းဆိုဖို့အတွက်အဲခြေ right core ကနေပြီးတော့ကလောဆက်သွားတာအဲနဲ့ပြန်လို့မရကလောမှာပါလဲမီလျှော့တိုင်းထုံပွက်လေးရမ်းလာတော့အဲ့မှာပဲတောက်လျှောက်နေပြီးပြီးတော့ခီးပတ်သွားလိုက်တယ်အဲနဲ့နှာတန်ပေါက်သွားဒီလိုမျိုး အခီးသွားတာသဘောကျတယ်ချဲတော့လေအရင်တော့ဆိုလို့ရှိရင်အဲ့လိုမျိုးနှစ်တိုင်းနှစ်တိုင်းမှာမိသားစုလိုက်အဲ့လိုခီးတောက်လျှောက်ထွက်ပစ်တယ်အဲ့လိုမိသားစုနဲ့ပေါ့နော်အဲ့လိုမျိုးတစ်နှစ်တစ်ခါတော့ပုံမှန်သွားဖို့သွားပစ်တယ်အခုနောက်ပိုင်းဒီချဲလဲအကိုလုံးနဲ့ကိုမြတော့မိသားစုခီးမထွက်ပစ်တာလဲကြားရဲအခါကျတော့ဒီတိုင်းပေါ့နော်ဟိုအလုံးနဲ့ပတ်သက်ပြီးတော့ခီးရတောက်လျှောက်သွားနေရဆိုတော့အဒီခါတော့မိမိရဲ့ကိုယ်ရဲ့နှစ်ယောက်ထဲပေါ့နော်အဲ့ကလောပါသွားပြီးတော့ကလောမှာနည်းနည်းလေးပတ်ခဲ့ ။ဘယ်လိုပြောမလဲဆိုတော့လေအဲ့ဒီ feeling ကကြတော့မပြောင်းလဲဘောနော်။မပြောင်းလဲဘူးဆိုတာအရင်တော့ကလည်းမမမမပဲပတ်စံကင်တဲ့အခါကျတော့အဲ့လိုမျိုးတကူးဆိုလို့ရှိရင်လည်းအိမ်ရနေမဲ့သွားပေါ့။အခုလည်းကိုရရင်ရရင်နုပြရကြေးအကုန်လုံးမမရှိပြသွားတာဆိုတော့အခုလည်းမမမမရနေပြီးတော့ပဲစီးစင်းတာပေါ့နော်ဆိုတဲ့အခါကျတော့ အာတူတော့မတူညီဘူးဒါပေမဲ့အာတခုတော့စိတ်ထဲမှာခံစားရတာပါလဲဆိုတော့သတင်းကြိုပညာဆိုကိုစုထားစုထားရမဖို့နဲ့အဖေကတော့ရတာအမေကတော့ရတာပြီးတော့တကြီးရအဖိုးတွေဖွားတွေကတော့ရတာပေါ့နော်အဲ့ဒီ feeling ကတော့ကွာခြားတာပါဒါကိုရှာလို့ရတဲ့အမှုပညာဂျေးလေးနဲ့ကိုနိုင်တလောက်လေးကတော့ရတာဆိုတော့လေအဲ့ဒီဟာလေးရရှိတယ်ဟုတ်အာတောက်လျှောက်ပဲတောက်လျှောက်ပဲအဲ့ဒီရွှေကြိုးစပါပြီးတော့အဲ့ဒီအလုတ်တသေးလေးပေါ့နော်အဲ့ဒီကြော်ညာလေးတွေရှိုးလေးတွေလက်ခံပြီးတော့စပြီးလက်ခံပြီးဆိုကြတဲ့အာဟိုဘယ်လိုရမလဲတသိမ်းမဲရနှစ်သိမ်းမဲရပေါ့နော်အောက်ချ ချေအော်တုံးတော့မရရအဲ့လိုမျိုးစသဖြင့်ပေါ့နော်အဲ့လိုမျိုးဘလောက်ပဲရရတဲ့ဟာကိုအဲ့လိုအိမ်ကိုအပ်တာအဲ့လိုမျိုးချက်ငါအရင်ပေါ့အမေမေရောနောက်ဘက်မှာဆိုနာမည်ပြောင်းပေးထားတယ်မငွေခေမငွေသိန်းထောင်ငွေသိန်းအဲအပြောရပြောရအရင်တော့အဲ့လိုရက်ကွာချာတော့ဟိုတော်တော်ကွာချရဲ့ဘယ်လိုပြောလဲဆိုတော့အဲ့လိုမျိုးဥပမာပေါ့တပတ်နှစ်ပတ်လောက်အလုံးမရှိတော့နားပြီဆိုရင်နင်းတော့အလုံးမရှိတော့ဘူးနင်းအလုံးလောက်ရတော့မယ် နင်အလုံးမရဘူးဆိုလို့ရှိရင်မနေ့ကိုကြောင်းမြတ်တခိုင်းမယ်နင်စပြန်လောက်ရမယ်နင်မအလုပ်တွေမရှိတော့နင်အလုပ်လုံးမရတော့မယ်အဲ तू အဲ့လိုမျိုးအလုပ်တွေရပြီအဲ့လိုမျိုး तू ငွေတွေအနိုင်လဲဆိုလို့ရှိရင်ငါသမီးလေးတော်လိုက်တာလင်းမလိုက်တာအမလင်းငါသမီးလေးအရင်ချစ်ဖို့ကောင်းတာပဲဆိုတော့အဲ့လိုမျိုးဒီကြားရရှိတယ်နင်အထိတ်ထောင်ဝင်ရမယ်အဲ့ဒါနင်ဖျက်တရားအလုပ်တာအားနယ်လို့နင်အလုပ်မရတော့တာဆိုတော့အဲ့လိုမျိုးရှိရဲအမလေးအိမ်မှာလည်းအဲ့လိုမျိုးဘလို့ညရလဲဆိုတော့တုံးနေတဲ့ခါကျတော့လက်ဖြတ်မိပြန်တော့ပေါ့မိမိသမီးဒါလေးဝယ်စရာရှိလို့တစ်ခါတလေပေးပါဆိုလို့ရှိရင်တစ်ခါလေပြောရဲ့ ။အဲ့လိုမျိုးပြန်ထွက်ရမယ်ဆိုမပေးချင်ဘူး။အဲ့လိုမျိုးပြောရမျိုးရှိရဲ့။အဲ့အချိချာလောပြန်တော့ခတ်တာပေါ့နော်အဲသူကအဲ့လိုမျိုးမဟုတ်ဘူးတလားတလားအဲ့လိုလမ်းနဲ့ပေးရမျိုးတော့မဟုတ်ဘူးအသူကအဲ့လိုမျိုးအခုချဲရန်ကုန်မှာနေရဆိုလို့ရှိရင်လည်းအဲ့လိုစားစရာတောက်စရာအကုန်လုံးသူကစရိတ်ငင်အကုန်လုံးအပြည့်သူစီစဉ်ပေးထားတယ်အဲ့လိုမျိုးတခုခုဝယ်ရမယ်ဆိုလို့ရှိရင်အာသူနဲ့တူတူသွားမယ်လာသွားဝယ်မယ်ဘာလို့ခြင်းလဲလိုခြင်းနဲ့ဟာလို့ညဆိုသူတော့ကလည်းပတ်စံလိုက်ရှင်းမယ်အဲ့လိုပုံစံမျိုး ဆိုရဲခါကျတော့ဟိုတော်ုံနိုင်အောင်ကွယ်ခြာရဲကနေဖောက်ပြီးရဖို့ဆိုတာဘလို့မှမဖြစ်နိုင်တဲ့ကိစ္စပေါ့နော်မပတ်ဘူးလားဆိုတော့အဲ့လိုမျိုးမပတ်ဘူးဒါပေမဲ့တခါတော့လုပ်ွယ်ဒါပေမဲ့သူအကုန်တိနေတာတိတာပြောပြမယ်အကုန်တိနေတာတခါလေးအဲ့လိုမျိုးပဲကြော်ညာတစ်ခုလာရတော့ကိုကလက်ခတ်လိုက်တာပေါ့အဲ့မှာ KB နံပါတ်ကိုကိုက KB နံပါတ်ထဲကိုထည့်ခိုင်းလိုက်တာအဲ့ပတ်စံပါအဲ့အော် okay ဘောသူမတိလာဘူးပေါ့ထင်မျိုးအဲ့ဒီတိုင်ဒီတိုင်လေးနေနေနောက်တည့်ရနှစ်ရလောက်လာတော့သူမြေသူမြေအဲ့ကြော်ညာရတဲ့ဆေးရလည်းမချသေးဘူးလားတဲ့ဒါမှမဟုတ်လို့ရှိရင် ယ်တဲ့ကျွန်ညာကမပြီးသေးဘူးလားအနုပြရာကြေးလေးလို့ပြောမင်းလို့ဘာလို့မလွတ်လဲပြော တိကျလို့မကြည့်ရလေတဲ့ဆိုပြီးတော့အဲ့လိုမျိုးအဲ့လိုမျိုးသူကတိရဲ့တိရဲ့ခါကြရဲသူကအဲ့လိုမပြောဖုန်းလေးယူပြီးသူကသူကင်ပေးတွေပါတယ်ဝင်ကြည့်ဝင်ကြည့်လို့ရှိရင်ဟဲ့တမိဒီမှာဘလို့လို့ဆိုအဲ့ချိန်ကျဟုတ်တယ်မင်းဘယ်တော့ဆွဲလိုက်တာအဲ့ဒါအမေကိုပြဖို့မင်းနေတာဘာညာပေါ့ကိုကတော့ဘလို့ရမလားရွှေရအကွက်ရွှေရပေါ့ကိုကတော့ဘလို့ရမလားဒါပေမဲ့အဲ့လိုမရပါဘူးတိရဲ့မလားသူ့နံပါတ်ပဲအမလေးဟိုတချို့ဆိုရှိရင်ကင်ပေးနံပါတ်လေးပေးပါအဲ့လိုကင်ပေးကနေလွှဲပေးခြင်းလို့ဘာညာဆိုအာအမေဖုန်းနံပါတ်ပဲ လာမလုံးနဲ့အမေဖုန်းနံပါတ်ပဲအမေဖုန်းနံပါတ်အောက်ကတော့ခင်လာပြီးဝင်းရဲ့နံပါတ်နဲ့အတီးကြအမေဖုန်းနံပါတ်အောက်ကနံပါတ်တော့ခင်လာပြီးဝင်းအဲ့ကောင်လဲလွှဲအဲ့လိုဘယ်လိုပြောရမလဲနောက်ဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်အလုပ်တွေပါတယ်ဘာညာရှိရဆိုလို့ရှိရင်အမေရှိအောင်ဖုန်းဆက်ပါနဲ့လို့တစ်ခါတလေနောက်ွယ်လေးမှာခူခူပြီးဆက်ပေးကြပါလို့ဘယ်လိုဆိုအလုပ်ကိစ္စမှန်တယ်များတယ်သူအရှိမှာပဲတိုင်းငယ်ဆိုတော့ဘလို့မဖတ်မရဘူးဖြစ်နေရလေအဲ့ကိုလည်းဖတ်ကြည့်ချင်လို့ဟုတ်ကဲ့အခုပေါ့နော်ဒါတောင်းတအပ်တော့တစ္ဆာပေါ့နော်ဆိုရဲဇလန်20မှာ chair character တစ်ခု အနေနဲ့ဒါပါဝင်ပြီးတော့ဆောင်မြုံမှာပေါ့နော်အဲ့တော့အဲ့ဒီစကားလေးထွက်လာခဲ့ရဆိုလို့ရှိရင်လည်းအလူရာပိုလာလေးလည်းမှတ်ချက်လေးရေးပြီးတော့အပိပိကြပါအောင်လို့ပြောချင်ပါတယ်ပြီးတော့အခု Cheroku Channel 7မှာပြနေတယ်ကျွန်မအခြေအဆုံးသွားတယ်ဇလန်နွဲလူမှာလည်း Che Pupu character နေပြီးပါဝင်တည်ဆောင်ထားပါတယ်ဆိုတော့ Che ရဲ့အခန်းနေလာလို့ရှိရင်အခုတော့အပိုင်းငါးထိထွက်ပြီပေါ့နော်ဆိုတော့အ Che ရဲ့အခန်းနေပေါ့နော် Che ပါတဲ့ single လာလို့ရှိရင်လည်းအ Che ကိုအပိပိကြပါအောင်လူရာပိုလာလေးရှိလို့ရှိရင်လည်းအမမှတ်ချက်လေးရေးပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင် Thank you. စစမြိုက်တမာတယ်